ားလုံးပဲမင်္ဂလာပါအခုတင်ဆက်များကိုပြသရှင်တာတော့ဟာမြကောင်းဆောင်နဲ့ဆာမြကောင်းဆောင်တို့ရဲ့ကြွားချက်အကြောင်းပဲဖြစ်ပါတယ်ကောင်းဆောင်မှုဆိုဒီမှာအနာပိုင်ဆိုရှင်များမဟုတ်ပဲတောင်းဝယူတတ်သောစွမ်းရည်တရားပင်ဖြစ်ပါတယ်လောကမှာကောင်းဆောင်မှုဟူ၍အမျိုးမျိုးရှိရာတွင်ဟာမြကောင်းဆောင်နဲ့ဆာမြကောင်းဆောင်ဟူ၍လဲကွဲပြားမှုရှိပါတယ်ဤကြွားချက်မှာသူတို့ရည်ရွယ်ချက်လုံဆောင်ချက်များနဲ့ ရေရှည်အကျိုးသက်ရောက်မှုတို့တွင်ခွက်ခွက်ကွင်းကွင်းမြင်တွေ့နိုင်ပါတယ်။ဟာမြကောင်းဆောင်များဟာအပြင်ပန်းလှပြီးစကားကောင်းကောင်းပြောတတ်သူဖြစ်တော်လဲ၎င်းတို့၏လောရများဟာကိုကျိုးအတွက်သာဖြစ်တတ်ပါတယ်။သူသူတို့ဟာဩဇာလမ်းမမှုနဲ့အခွင့်အထူးများကိုအဓိကထားပြီးမိမိပုံရဲကောင်းကိုတည်ဆောက်ရန်ကြိုးပမ်းတတ်ကြပါတယ်။ဟာမြကောင်းဆောင်တို့၏ဆုံးမြတ်ချက်များဟာရေရှင်တည်တတ်မှုထက်လက်ရှိအကျိုးကျေးဇူးကို ပူမိုဦးစားပေးတာက ပြဿနာများကိုအရေးရောင်ဖြေရှင်းပြီး အချိန်ကအကြောင်းရင်းများကိုဂိုင်းတွေဖြေရှင်းရာတတိမရှိသလိုရည်ရင်မှုလည်းမရှိပေထို့ကြောင့်၎င်းတို့၏ခေါင်းဆောင်မှုအောက်တွင်အဖွဲ့စီသည် ကြီးမားသောအန်ဒရယ်နှင့်ရင်ဆိုင်ရနိုင်ပါသည်အခြားတစ်ဖက်တွင်မူဆမ်မြခေါင်းဆောင်သည် အတွင်စိတ်တက်နှင့်တံဖိုးများကိုအလေးပေးသည် ထို့သူသည်ယူတာဖြောင်းမှန်မှုပြူဟာသောတောင်ဝူစိတ်နှင့်ဝန်ထမ်းများသို့မဟုတ် နိုင်ငံသားများအပေါ်စစ်မှန်သောဆန္ဒထောက်ထားမှုတို့ဖြင့်ပြည်နှံ့နေသည်စာမျှကောင်းဆောင်သည်ရေရှည်အချို့ကျေးဇူးကို မျှော်မှန်းပြီးပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှုရှိရှိဖြင့်ဆုံးဖြတ်ချက်မှချမှတ်တတ်သည်ထို့သူသည်အဖွဲ့စီစည်းလုံးညီညွတ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်ကားမိမိကိုယ်တိုင်ကစန္ဒမူနာပြပုဂ္ဂိုလ်ဖြစ်အောင်ကြိုးပမ်းတတ်သည်စာမျှကောင်းဆောင်သည် အခက်အခဲများကိုရင်ဆိုင်ရာတွင် မြင်းမြန်သောစိတ်ဓာတ်ရှိပြီးပြဿနာများကိုချေဆက်ကာဖြေရှင်းတတ်ပါသည်အချင်းချုပ်ဆိုရသောဟာမြကောင်းဆောင်နှင့်စာမြကောင်းဆောင်တို့၏အဓိကခွာခြားချက်မှာစေနှလုံးသားနှင့်တန်ဖိုးထမှုပင်ဖြစ်သည်ဟာမြကောင်းဆောင်သည်မိမိကိုယ်ကိုဦးစားပေးပြီးစာမြကောင်းဆောင်သည် အမြအကျိုးကိုဦးစားပေးသည်စစ်မှန်သောကောင်းဆောင်ကောင်းတို့ဖြစ်ရန်ပညာရှိုံစကားကောင်းကောင်းပြောတတ်ရုံများဖြင့်မလုံလောက်ပဲ စစ်မှန်သောစိတ်နှလုံးသားနှင့်မြင့်မြတ်သောစီရလက္ခဏာကို လိုအပ်ပေသည် ထို့ကြောင့်ခေါင်းဆောင်တူ၏တံဖို့ကိုသူ၏စကားလုံးများနှင့်ဟာမန်များတွင်မချသည်ပဲသူ၏လောရများနှင့်ဆုံးဖြတ်ချက်များ၏နှက်ဆိုင်သောတိတ်ပေတွင် ရှားပွေသင့်ပါသည်